ကဲအားလုံးမင်္ဂလာပါဒီနေ့မှာတော့ mission တွေလောက်ပြီးတော့ diamond 100 free ယူလို့ရမယ် event လေးကိုပြပြပေးမယ်အပြင် aspirant event ကိုဆင်းမဲ့သူတွေအတွက်ကျွန်တော်ဇာတ်လေးလောက်ပေးရတဲ့ဟာကိုမှားနေတဲ့နေရာလေးကိုနည်းနည်းလေးပြင်ပေးခြင်းပါတယ်အဲ့တော့စိတ်ဝင်စားတဲ့ဆိုရင် video လေးကိုအဆုံးထိကြည့်ဖို့တော့ကိုပြောခြင်းပါတယ်ကျွန်တော်ရဲ့ channel လေးကိုလည်း subscribe လုပ်ထားသေးလို့ဆိုရင် subscribe လုပ်ထားခဲ့ကြဖို့တော့ကိုပြောခြင်းပါတယ်ကဲဒါဆိုရင်တော့ video လေးကိုဆက်လိုက်ကြရအောင် ပထမဆုံးအနေနဲ့ကတော့ကျွန်တော် Aspirant Event ကုန်စင်မဲ့သူတွေအတွက်ဇာတ်လေးလုပ်ပြီးတော့ရှင်းပြပေးတာလေးရှိပါတယ်အဲ့ဒီဇာတ်လေးမှာရက်ဆွဲလေးတွေနည်းနည်းလေးမှားနေတာဖြစ်တဲ့အတွက်ကျွန်တော်ရက်ဆွဲလေးတွေနည်းနည်းလေးပြင်ပေးမယ်အဲ့တော့ကျွန်တော်ဇာတ်လေးကိုပြင်ပြပေးပါမယ်ဇာတ်လေးကတော့ဒီပုံစံတိုင်းလေးပဲဖြစ်ပါတယ်ကျွန်တော်ဒီဇာတ်လေးကရှင်းပြပြီးသားဖြစ်တဲ့အတွက်အသေးစိတ်ကိုတော့ပြင်ပြီးတော့မရှင်းပြတော့ဘူးအဲ့ကျွန်တော်ရက်လေးမှားနေတဲ့နေရာလေးမှာပြင်ပြီးတော့မှာပဲဖြစ်ပါတယ်အဲ့တော့ဒီ zone 22ရက်နေ့မှာ wiki ပတ်၄ဘက်ထည့်ရမယ်ဟာဒီပြီးတော့စပြီးတော့ပြင်ရမှာဖြစ်ပါတယ်။အ ီနေရာမှာကျွန်တော်တို့ free token phase 1 zone 28ရက်နေမှာလာမှာဖြစ်တဲ့အတွက်အဲ zone 28ရက်နေမှာ weekly bet လေးပါကိုထည့်ရမှာပဲဖြစ်ပါတယ်ဒီနောက်ပိုင်း draw တွေအဲ draw ရတဲ့ဟာတွေ token ယူရတဲ့ဟာတွေပြီးတော့ total draw တွေကျန်တဲ့ diamond တွေကတော့တူတူပဲဒါမဲ့အဲ့လိုမျိုးရက်လေးတွေပဲမှားတာပဲဖြစ်ပါတယ်အဲ့တော့28ရက်နေမှာ weekly bet လေးပဲထည့်မယ်ပြီးွားရင်28ရက်နေမှာ ဝန်ဒရလဲမယ်29ရက်နေ့မှာလဲဝန်ဒရလဲမယ်ပြီးရင် free token တွေယူမယ်အဲပြီးွားရင်တော့ zone 30ရာပြီးတော့ solar 10ရက်နေ့တွေကိုနားမယ်ပြီးွားရင် solar 17ရက်နေ့မှာ mongli bet နှစ်ပတ်နဲ့အဲ diamond 50ထည့်မယ်ပြီးွားရင်ဝန်ဒရလဲမယ်အဲ22ရက်နေ့မှာလဲဝန်ဒရလဲမယ်23ရက်နေ့မှာလဲဝန်ဒရလဲမယ်အဲ့ဒါဆိုရင်တော့ bro အနေနဲ့ free token 16ကကိုထည့်ရမယ်ပြီးွားရင် total draw က39ချိန်ဖြစ်သွားမယ်ကျန်တဲ့ diamond က260လေးကျန်မှာပဲဖြစ်ပါတယ် အဲ့တော့ bro အနေနဲ့40ပြည့်ကျင်တယ်ဆိုရင်နောက်တစ်ကြိမ်ထည့်လိုက်ပါအဲ့ဒါဆိုရင်တော့ bro အနေနဲ့ total draw 40ရတော့မှာပဲဖြစ်ပါတယ်အဲ့တော့ဒီဒီ event တော့ Winco event ဖြစ်တဲ့အတွက် bro အနေနဲ့ diamond တွေအများကြီးမလိုက်နိုင်ဘူးဆိုရင်တော့ B token တွေနဲ့ပဲကုန်စင်မှုတော့ကိုပြောချင်ပါတယ်။အဲ second account မမှန်းမင်းနဲ့ epic တွေ collector တွေအဲ lucky pawn တွေလောက်ပဲမှန်းပြီးတော့ဖောက်ဖို့တော့ကိုပဲပြောချင်ပါတယ်။ကဲဒါဆိုရင်တော့အဲကျွန်တော်အသေးစိတ်လေးကိုပြန်ပြီးတော့ခြုံပြီးတော့ပြင်မေးရမယ်ဆိုရင်တော့ဒီ weekly bet ထည့်ရတဲ့ဟာတွေ ဒိုင်းမွန်ထည့်ရတဲ့ဟာတွေက free token ရမှာပဲထည့်ရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ရက်လီတွေက free token လာရက်ကနည်းနည်းလေးမှားနေတာဖြစ်တဲ့အတွက်ပြန်ပြီးတော့ပြင်ပေးခြင်းပဲဖြစ်ပါတယ်အဲ့တော့ bro အနေနဲ့ share video ကိုကြည့်ကြရတယ်ဆိုရင်တော့ဒီ video လေးမှာရှင်းပြပေးသားတဲ့ဟာတွေကိုနားလည်လိုက်မယ်လို့တော့ထင်ပါတယ်အဲ့တော့နားမလည်ဘူးဆိုရင်လည်း comment လေးမှာမေးလို့ရသလိုကျွန်တော်ရဲ့ Telegram account ကိုလည်းလာပြီးတော့မေးလို့ရပါတယ် bro အနေနဲ့ event တွေကုန်စင်ဖို့အတွက် diamond တွေပဲဝယ်ရမှာမသိဘူးဆိုရင်တော့ကျွန်တော်ရဲ့ Telegram channel လေးမှာယုံကြည်စိတ်ချစွာလာရောက်ဝယ်ယူနိုင်ပြီဆိုတဲ့အကြောင်းလေးကိုပြောခြင်းပါတယ် ကဲဒါဆိုရင်တော့ diamond တွေကလူတိုင်း free ရမယ် event လေးတစ်ခုကြောင်းဆက်ပြီးတော့ပြောလိုက်ကြရအောင် event ရဲ့ပုံစံလေးကတော့ bro ခုမြင်တွေ့ရတဲ့ diamond ဖြစ်ပါတယ်ဒီ event မှာပါတဲ့ mission တွေကဘယ်လိုလောက်မှာလဲဆိုတော့အဲဒီ platform အပေါ်မှာရှိတဲ့ monton ရဲ့ official account တွေကို gain နေရတယ်ပြီးတော့ဝင်ပြီးတော့ follow ပေးရမှာဖြစ်ပါတယ်အဲ့တော့ပထမဆုံးအနေနဲ့ပါလာမယ့် platform တွေကတော့ instagram tiktok telegram facebook VK ဆိုပြီးတော့6ခုပါလာမှာဖြစ်ပါတယ်ဒီမှာဆိုရင်တော့ထူးခြားနေတာလေးတစ်ခုကတော့ VK မှာရှိတဲ့ platform ကို follow လုပ်မယ်ဆိုရင်တော့ bro အနေနဲ့စုကြည့်ရ reward အနေနဲ့ diamond 100ရမှာပဲဖြစ်ပါတယ် diamond 100ဆိုတော့ reward ကို mondo အနေနဲ့တစ်ခါမှပေးဘူးတာမျိုးမရှိသေးဘူးအဲ့တော့ bro အနေနဲ့ဒီဟာကတော့လုံးဝထူးခြားနေတဲ့ mondo ဘက်ကလောက်ပေးတဲ့ event လေးတစ်ခုပဲဖြစ်ပါတယ်အဲ့တော့လက်လက်မခံဖို့တော့ကိုလည်းပြောချင်ပါတယ်အဲဒီ event လေးကတရားဝင် official confirm ထားတာမျိုးမရှိသေးဘူးဆိုပေမဲ့အဲဒီ event ထွက်လာတဲ့အခါမှာဒီ reward တွေမပြောင်းဖို့အတွက်ကိုတော့ဆုတောင်းပါပဲဖြစ်ပါတယ် ကဲဒါဆိုရင်တော့ကျွန်တော်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲသုံးကြည့်ပြတဲ့ကြောင့်ရှင်းနေရအောင်ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာဆက်လက်ဆုံးတွေ့ကြပါမယ်အားလုံးကျေးဇူးတင်ပါတယ်